ီနေ့စိန်တွေအကြောင်းပြောကြအောင်ဒါပေမဲ့အဲ့ဒီနှစ်တန်းချီပြီးကပ္ပမေလွာအောက်မှာဖြစ်တည်လာတဲ့စိန်တွေအကြောင်းမဟုတ်ဘူးဟုတ်ပါတယ်အဖြူရောင်တခွဲခန်းဝတ်စုံတွေနဲ့တစ်ပန့်ပညာရှင်တွေက ရပိုင်းတွင်းဖန်တီးလိုက်တဲ့စိန်တွေအကြောင်းပါဟုတ်ကဲ့လူတွေဖန်တီးထားတဲ့စိန်တွေပေါ့ဆိုတော့အခုကျွန်တော်တို့လေးလာကြည့်နေတာကတဘာဝရဲ့အမှားကျော်ဆုံးလေးရာတစ်ခုကိုလူသားတွေကဘယ်လိုများအပစ်အနာအဆာမရှိအောင် တုပန်နိုင်ခဲ့တယ်လေဖေလိုလက်ဝိရဒနာလောတာကိုဘလို့ပြောင်းလဲစေတယ်လဲဆိုတာလဲပါတာပေါ့နော်ဟုတ်တယ်ပြီးတော့အလတ်အာထက်အများကြီးပူအေးပါတဲ့ဘလို့အတုံးဝင်မှုတွေရှိနေတယ်လဲဆိုတာပါပဲအမန်တော်လီဒီအကြောင်းအရာကတကယ်တော့ရွှေကိုခဲနေဖန်တီးဖို့စူးစားခဲ့ရဲ့ရှေခစ်အကီရပညာရှင်တွေရဲ့စိတ်ကူးအင်မလို့ပါပဲဩဟုတ်ကဲ့ကာဘွန်နိုယူရှင်တဲ့ဂျက်ဆင်တခုကနေကဘာအဖိုးတန်ဆုံးကြောင်းမြေရနာတခုကိုဖန်တီးဖို့ဆိုတာအမ် ရာစုနှစ်တစ်ခုကျော်ဂျိုးပန်းခဲရတဲ့တိပံပညာရဲ့အကြီးမားဆုံးစင်ခေါ်မှုတွေကတခုပါအခုတော့အဲ့ဒီအိမ်မက်ကတကယ်ဖြစ်လာပြီပေါ့တကယ်ဖြစ်လာုံတင်မကဘူးကျွန်တော်တို့ထင်ထားတာတည်းအများကြီးပိုအရေးပါတဲ့အကျိုးဆက်တွေကိုယူဆောင်လာပြီးနေပါပြီကောင်းပြီဒါဆိုဒီတိပံပညာရဲ့အောင်မြင်မှုကဘယ်ကနေဘလို့စခဲ့တာလဲဒီစိတ်ကူးကိုလက်တွေ့ဖြစ်အောင်ပထမဆုံးလုပ်နိုင်ခဲ့တာဘယ်လိုလဲပထမဆုံးအောင်မြင်မှုက1954ခုနှစ်မှာပါ General Electric GE ကနေရခဲ့တာ အော် GE ကလားဟုတ်တယ် Tracy Hall ဦးဆောင်တဲ့အဖွဲ့ကသူတို့သုံးခဲ့တဲ့နီလန်ကို high pressure high temperature HPHT နီလန်လို့ခေါ်ပါတယ်။ high pressure high temperature နာမည်အတိုင်းပဲဖျားများများအပူချေများများနဲ့လုပ်တဲ့သဘောပေါ့။တီးတီးကြကြပဲ။သူကသဘာဝစိန်တီဖြစ်တည်တဲ့ကဘာမြေလွာနတ်ထဲကအခြေအနေကိုဓာတ်ခွဲခန်းထဲမှာအတိအကျပြန်တွူပါတာပါ။ ကဘာမြေကြီးရဲ့ဖြစ်စဉ်ကိုအတူချုံးပြီးပြန်လုတ်ကြရတယ်နီလန်လို့ပြောရမှာပေါ့ဟုတ်တယ်အများနဲ့ပြန်လုတ်ပြရတယ်နီလန်ပေါ့နော်ခဏလေးနော်ကဘာအတွင်းပိုင်းကဖြစ်အားနဲ့အပူချိန်ကိုတွပါတယ်ဆိုတာကပြောတော့တာလွယ်တာတကယ်တည်းမှာအဲ့ဒီပမာဏကဘလော့အထိပြင်းထန်လို့လဲကောင်းတယ်မြေကုန်ပါသူတို့ကဖြစ်အားကို5 GB GPA လောက်ထိသုံးပါတယ်5 GB အဲ့ဒါဘလောက်များလဲဆိုတော့ကျွန်တော်တို့နားလည်လွယ်အောင်ဥမာပြရရင်လူကြောက်ရဲ့လက်မလက်သေးခွန်ပေါ်ကိုဂျမ်ဘိုချစ်လေရင်စီးတရလောက်တက်ရစ်ထားတဲ့ဖိအားနဲ့ညိမြလဲဟာမဖြစ်နိုင်တာဟုတ်တယ်အပူချိန်ကလည်း1400 degree centigrade ကျော်ပါတယ်အဲ့လောက်ပြင်းထန်တဲ့အခြေအနေအောက်မှာဟုတ်ကဲ့ကာဗွန်ရဲ့အခြေခံပုံစံဖြစ်တဲ့ graphite graphite ကိုအရေးပေါ်နေတဲ့သတ္တုထဲမှာထည့်လိုက်တယ်ပြီးတော့အလဲမှာအလွန်သိငယ်တဲ့ဆိုင်းတဲ့စစ် diamond seed ကိုအဲ့ဒါလေးကိုထားလိုက်တယ်အော် အစပြောပြတဲ့သဘောမျိုးဟုတ်ပါတယ်အဲ့ဒီအခါမှာ graphite ထဲက carbon atom ကရေပျော်တတုထဲမှာပျော်ဝင်သွားပြီးတော့အေးသွားတဲ့အခါဟိုစိန်စိပေါ်မှာပြန်လဲပုံဆောင်ခဲ့ဖွဲ့ဒီတဖြည်းဖြည်းကြီးထွားလာတာပါဒါဆိုရင် HPT နီလန်ကကဘာမီကြီးရဲ့ဖြစ်စဉ်ကိုအချိန်တိုအတွေးအတင်းကျက်လုပ်ယူလိုက်တဲ့ပုံစံမျိုးပေါ့။အင်အားသုံးပြီးဖန်တီးရဲ့နီလန်လို့ဆိုနိုင်တာပေါ့။ ဟုတ်ပါတယ်ဒီလိုအင်းနဲ့အားနဲ့လွတ်တာမှတော့ဒီထက်ပိုပြီးတိမ်မွေးတဲ့အနုဆိုင်တဲ့နီလန်းမျိုးရောမရှိဘူးလားဥပမာအတမ်တွေကိုတစ်ခုချင်းစီဆွဲယူပြီးတိဆောက်တာမျိုးပေါ့ရှိတာပေါ့အဲ့ဒါကနောက်တဆင့်ကိုရောက်သွားပါပြီအဲ့ဒီနီလန်းကို chemical vapor deposition CVD လို့ခေါ်ပါတယ် CVD ဟုတ်ကဲ့ဒီနီလန်းကမကြသေးမီနေတွင်မှာအရန်ကိုခစ်ဆားလာပြီးရေသွင်းမြင့်စိမ့်တွေထုံးလို့ရမှာအဓိကနီလန်းဖြစ်လာပါတယ် HPT ကတဘာဝကိုအင်အားသုံးတူပါတာဆိုရင်ဟုတ်တယ် CVD ကတော့ atom acid မှာဘီတုကပညာရှင်တယောက်လိုစိတ်ကြိုက်တိဆောက်တာနဲ့တူပါတယ်ခဏလေနော်ဒါဆိုရင် CVD ဆိုတာကစိမ့်တဖွင့်ကို atom အလွာတွေတစ်ခုပြီးတစ်ခုစီးပြီးတိဆောက်တာပေါ့ 3D printing လို့မျိုးမဲလားဒါပေမဲ့ plastic အစား carbon atom တွေနဲ့လုပ်တာအဲ့ဒီလွန်နာလေးလိုက်ရင်မှန်တလားအဲအဲ့ဒါ trolley ကောင်းတဲ့ဥပမာတစ်ခုပါပဲတကယ်လေအဲ့ဒီလိုအလုပ်လုပ်တာပါ လေဟာနယ်ပြုလုပ်ထားတဲ့အခန်းထဲမှာစိမ့်စီပြားလေးတစ်ခုထားလိုက်တယ်။ဟုတ်ကဲ့။ပြီးတော့အဲ့ဒီအခန်းထဲကိုမီထင်းလို့မျိုးကာဗွန်ပါတဲ့တငွေ့တွေဖြစ်လိုက်တယ်။အော်ကာဗွန်ရင်းမြစ်တော့ဗော။မှန်ပါတယ်။ပြီးတော့အပူချိန်ကို800ဒီဂရီစင်တီဂရိတ်လောက်ပဲလိုက်တဲ့အခါတငွေ့မော်လီကျူးတွေကပြိုကွဲပြီးကာဗွန်အက်တမ်တွေလွတ်ထွက်လာတယ်။ဟုတ်ပြီ။အဲ့ဒီကာဗွန်အက်တမ်တွေကအောက်မှာရှိတဲ့စိမ့်စီပြားပေါ်မှာထွက်လွှာခြင်းထွက်လွှာခြင်းနီးနီးညံ့ညံ့လေးထွားစုပုံပြီးပုံစုံခဲဖြစ်ကြီးထွားလာတာပါ။ အချင်းတော့ပို့ယူရမယ်ထင်တယ်ဟုတ်တယ်အချင်းတော့ပို့ယူရပြီမယ်ရလဲကတော့အမခန့်မှာပဲသူ့ရဲ့အဒီကအားတာချက်ကထိန်းချုပ်နိုင်စွမ်းဖြစ်မယ်ထင်တယ် HPHT ထက်ပို့ပြီးတော့စိတ်ကြိုက်လို့လို့ရတယ်သဘောလားလုံးဝမှန်ပါတယ်ဒီမှာမတားစရာကောင်းတဲ့ချက်ကတော့သူ့ရဲ့တိချံမှုပါပဲဒီနီလာနဲ့ဆိုရင်စိန်ရဲ့ရွယ်စားပုံစံတန်းပြီးတော့အရေးကြီးဆုံးကတော့တန်ဆင်မှုကိုအပြည့်အဝထိန်းချုပ်နိုင်ပါတယ်တန်ဆင်မှု ဆိုလိုတာကဆိုလိုတာကတဘာဝစိန်နေမှာမလွဲမရှောင်သာ တွေ့ရတဲ့တဲ့အတွင်းပိုက်အညစ်ကြီးဒီအဆအနာတွေလုံးဝကင်းစင်တဲ့ flawless လို့ခေါ်တဲ့အဆင့်တန်းမင့်စိန်တွေကိုဖန်တီးနိုင်ပါတယ်ဝေါနောက်ပြီးပိုးစိတ်ဝန်စားစရာကောင်းတာကဓာတ်ငွေထဲကို nitrogen အနည်းငယ်ရောထည့်လိုက်ရင်အဝါရောင်စိန်ဘိုရုံရောထည့်လိုက်ရင်အပြာရောင်စိန်စသဖြင့်အယောင်တွေကိုပါစိတ်ကြိုက်ဖန်တီးလို့ရတယ်တကယ်လားဟုတ်ကဲ့ဒါကတဘာဝကိုတူပိုက်ုံတင်မဟုတ်တော့ပဲ တဘာဝထက်ပိုကောင်းအောင်လုပ်နိုင်တဲ့အဆင့်ကိုရောက်သွားတာပါဒါဆိုရင်တော့လူလေးကစိတ်တွေကိုကိုလိုချင်တဲ့အရာအရွယ်အစားနဲ့အဖြစ်နာအစားမရှိအောင်ဖန်တီးနိုင်ပြီပေါ့လောဘရနာလောကအတွက်တော့ဒါကတကယ်တော်လန်ရည်တစ်ခုပဲဟုတ်ပါတယ်ဒါပေမဲ့ဒီလောက်ပြည့်ပြည့်စုံတဲ့ပစ္စည်းတစ်ခုက love for တတ်ပဲလားဒီနိပညာရဲ့အသုံးဝေမှုကလက်စွပ်တကွင်းနာကတရာမှာပဲအဆုံးသတ်တော်မလားအဲဒါကိုပို့ချေပြတဲ့ရှူတော်ကနေကြည့်ရင်တို့ရဲ့တကယ်အစွမ်းကနိပညာနယ်ပယ်မှာပါ စင်ရဲ့အထင်ရှားဆုံးဂုဏ်တည်းကအလုံးမင်းမှကြော်တာပဲလီ ဟုတ်တယ်ဟုတ်တယ်ဒါကြောင့်ဆက်မှုလုံကမ်းမာတွေမှာတိကျတဲ့ဖြတ်တောက်ခြင်းချီခွဲခြင်းဖောက်ထွင်းခြင်းတွေအတွက်မရှိမဖြစ်လိုအပ်ပါတယ်နောက်ပြီးအပူဆုပ်ယူနေဆွမ်းအရန်ကောင်းတော့အပူဆုပ်တာဟုတ်တယ်စွမ်းဆောင်ရည်မင်ကွန်ပျူတာချစ်တွေလေဆာတွေမှာအပူလွန်ခဲတာအနည်းကာကွယ်ဖို့အပူဆုပ်ထုတ်ပြီးစီ hissing အဖြစ်သုံးပါတယ် electronic pc တွေအချီအတုံးဝင်နေဆိုတာကိုတော့ကြားဖူးပါတယ်။ဒါပေမဲ့ဒီထွပိုးပြီးအနာဂတ်ဆန်တဲ့အတုံးချမှုမျိုးတော့ရှိသေးလား။ရှိတာပေါ့။အခုခေတ်ရဲ့အပူဆုံးနည်းပညာနဲ့ပဲတခုဖြစ်တဲ့ quantum computer quantum computing မှာပါ။ quantum computing ဟုတ်ကဲ့။ဒီနေရာမှာတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းသွားပါပြီ။စင်ရဲ့ atom dissolve ပုံကအရန်ကိုတည်ငြိမ်ပြီးထူခြားတဲ့အတွက်အခန်းပူချိန်မှာတော့ quantum ပုံသက်တည်း quantum coherence လို့ခေါ်တဲ့အလွန်သင်မင်းအခြေအနေတစ်ခုကိုအချိန်ကြာကြာထိမ့်သိမ်းထားနိုင်တယ်။အခန့်ဘူးကြီးမှာတော့နော်။ဟုတ်တယ်။ဒီအချက်ကြောင့်ဓာခွဲခန်းထုစိန်တွေအထူးသဖြင့် nitrogen လို့အဖြစ်နာစားလေးတွေထည့်သွင်းထားတဲ့စိန်တွေဟာ quantum computer ရဲ့အခြေခံဆုံးတွက်ချက်မှုတွင်ဝင်ဖြစ်တဲ့ qubit တွေပြုအသုံးပြုဖို့အကောင်းဆုံးပစ္စည်းတစ်ခုဖြစ်လာပါတယ်။ Wow ။ခဏလေးခဏလေးဒါကူတေချာနားလည်အောင်ပြန်ပြောကြည့်အောင်။ဆိုလိုတာကလက်ဆွတ်တကွင်းမှာ မြင်နေရတဲ့စိန်တကွင်းဟာအနာဂတ်ရဲ့အစွမ်းအထက်ဆုံးကွန်ပျူတာတွေအတွက်အခြေခံအုတ်မြစ်ဖြစ်လာနိုင်တယ်ဆိုတဲ့သဘောပေါ့တိတိကျကျပါပဲဒါကရုပ်ဝတ္ထုတစ်ခုရဲ့တန်ဖိုးကိုကျွန်တော်တို့ရှုမြင်ပုံကိုလုံးဝပြောင်းပြန်လံပြစ်လိုက်နိုင်တဲ့အချက်ပဲဇင်ခံပစ္စည်းတစ်ခုကနေနီးပညာတော်လန်ကြီးရဲ့ပဟုချက်ဖြစ်သွားတာမျိုးပဲတိကျပါတယ်အဲ့ဒီလိုရှုမြင်ပုံပြောင်းလဲလာတာနဲ့အမြတ်တန်ဖိုးနဲ့ပတ်သက်တဲ့အငင်းပွားမှုတွေလည်းပေါ်လာတာပေါ့ဟုတ်တယ် အဲ့ဒါကိုပဲကျွန်တော်မြင်လို့ဓာတုပိရအရာရောရုပ်ပိုင်းဆိုင်ရာအရာရောတထတိကြတယ်ဆိုပြီးမဲ့လူဒီရဲ့စိတ်ထံမှာတော့တဘာဝနဲ့လူလို့ဆိုတဲ့ခံစားချက်ကကွာခြားနိုင်တာပဲဟုတ်ကဲ့ဒီအပေါ်မှာဘယ်လိုအမြင်ကွဲလွန်မှုတွေရှိနေလဲဒီကိစ္စမှာအမြင်နှစ်ခုကပြက်ပြက်သားသားကွဲနေပါတယ်တစ်ဖက်မှာတော့တဘာဝစိန်ကိုမျက်နှိုးသူတွေကနှစ်တန်ပေါင်းများစွာကဘာမီကြီးရဲ့ဖိအားတံကို ခံဒီဖြစ်တည်လာတဲ့ရှားပါမှုတမိုင်းကြောင့် ဟုတ်ကဲ့အဲ့ဒီလူမစမ်းကြယ်မှုတွေဟုတ်တယ်အဲ့ဒါတွေကို တခွေးခန်းထုတ်စိန်တွေကဘယ်တော့မှမမီနိုင်ဘူးလို့ဆိုကြတယ်ဒါကစိတ်ခံစားမှုဆလန်းနဲ့ရှားပါးမှုအပေါ်အခြေခံနဲ့တန်ဖိုးဖြစ်မှုပါဟုတ်ကဲ့ဒါက Romans of the Stone ဘောနော်ဒါဆိုရင်လက်တွေ့ကြကြစဉ်းစားတဲ့နောက်တစ်ဖက်ကတော့နောက်တစ်ဖက်ကတော့ ဓာတုရုပ်ပိုင်းအလင်းပိုင်းဆိုင်ရာဂုံတတိအာနုံမျက်စိနဲ့ရောကိရိယာနဲ့ပါခွဲမရအောင်တူနေတယ်။စေနုံကလည်းတိတိတတ်တာတတ်တာတယ်။ဟုတ်တယ်။ပြီးတော့ချင်းဝတ်ပိုင်းဆိုင်ရာအာပါချက်တီလည်းရှိနေမှာတော့ဘာလို့တဘာဝစိန်ကိုပဲတံပူထားမှလဲလို့မေခွန်းထုတ်ကြတယ်။အော်ချင်းဝတ်ပိုင်းဆိုင်ရာချက်ဟုတ်ကဲ့ဒီအချက်ကအရေးကြီးလာပါတယ်။တဘာဝစိန်တူဖော်မှုတချို့နဲ့ဆက်ဆက်နေတဲ့ပဝင်းချင်းပျက်စီးမှုတွေလူအခွင့်ရေးချိုးဖောက်မှုတွေလို့ Blood Diamond ပြဿနာတွေကိုလုံးဝရှောင်ရှားနိုင်တယ်ဟုတ်တာပေါ့ကိုဝဲတဲ့စိန်တပွင့်ချင်းစီရဲ့ယင်းမစ်ကိုတက်ခွေခန်းရဲ့မွေးစာရင်နဲ့တကွတိတိကျကျချေအားခံနိုင်တာကအခုခေတ်အဝယ်ယူသူတွေအတွက်အလွန်အရေးကြီးတဲ့အားသာချက်တစ်ခုဖြစ်လာပါတယ်ဒီကြီးဝေးပိုင်းဆိုင်ရာတန်ရှင်းမှုနဲ့ချေအားခံနိုင်မှုကအနာဂတ်ဆေးကွက်မှာအကြီးအကျယ်ဩစာလွမ်းမိုးလာနိုင်တဲ့အချက်ပဲကောင်းပြီဒါဆိုရင်ဒီနည်းပညာရဲ့ရှေ့အလားအလာကဘယ်လိုရှိမလဲ ပူကြီးရဲ့စိန်ဒီပူရှုပ်ထွေးရဲ့ပွင့်စံတွေကိုဖန်တီးလာနိုင်မလားအနာဂတ်မှာတိုးထမှုတွေကအများကြီးဖြစ်လာအောင်မှာပါနီးပညာပိုင်းမှာဆိုရင် CVD ဖြစ်စဉ်ကိုပိုပြီးမြန်ဆန်ထိရောက်အောင်ပလာစမာနီးပညာကို ပေါင်းစပ်ပြီးတော့ပလာစမာနီးပညာဟုတ်တယ်အဲ့ဒါနဲ့ပူကြီးမှပြီးအရေးသွေးမြင့်တဲ့စိန်တွေကိုအချိန်တိုအတွင်းထုတ်လုံနိုင်မှုတုတေသနာလေးလုပ်နေပါတယ်ဒါကကုန်ကြားစရိုက်ကိုပူရော့ချနိုင်ပြီးလူတိုင်းလက်လန်းမြင်နိုင်တဲ့အဆင့်ကိုရောက်လာစေနိုင်ပါတယ်ဒါဆိုရင် စင်ဆက်မပြတ်ဖွင့်ထူမှု sustainability ဘက်ကတော့တခွဲခါမှ fundy တယ်ဆိုပေမဲ့စွားရင်အများကြီးတုံးရမှာပဲအဲ့ဒီဘက်မှာတော့ဘလို့ကြိုးပမ်းမှုတွေရှိတယ်မှန်ပါလေအခုလက်ရှိမှာကိုပဲတခွဲခန်း top စင်ကြီးကတတူတွင်တူးဖော်တာထက်ပတ်ဝန်းကျင်ချိခိုက်မှုအဆောင်ပေါင်းများစွာနေပေမဲ့ဒီလုံကန်းစင်မှာတုံးဆွဲတဲ့စွမ်းရင်ကိုထပ်ပြီးလော့ချဖို့ကြိုးစားနေကြပါတယ်ဟုတ်ကဲ့ အထူးသဖြင့်ပြန်လည်ဖြည့်ဖြူးမြဆောင်ရင် renewable energy တွေကိုအသုံးပြုပြီးကာဗွန်ခြေရာ carbon footprint လုံးဝမရှိတဲ့စိန်တွေထုတ်လုပ်ဖို့ရည်မှန်းနေကြပါတယ်။အဲ့ဒါဆိုရင်တော့ကျင့်ဝတ်ပိုင်းရာတန်ရှင်းယုံတမကပတ်ဝန်းကျင်အကပါအစိမ်းရောင်ထက်တဲ့စိန်ဆိုပြီးဖြစ်လာမှာပေါ့။ဟုတ်ပါတယ်။အဲ့ဒီအမှတ်တမ်းစီကိုပို့ခိုင်းပါစေမှာပါ။ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ကြည့်ရင်တော်တော်လေးအမြင့်ကျယ်ဝပါပြီ။တခွဲကထုတ်စိန်တွေဆိုတာ တဘာဝဆင်ရဲ့ဈေးပေါ်တဲ့အတူအပါတစ်ခုမဟုတ်တော့ဘူးလုံးဝမဟုတ်တော့ပါဘူးလူသားတွေရဲ့ဉာဏ်ပညာနဲ့တဘာဝတရားရဲ့အခြေခံစီးမင်းကျင်တွေကိုပေါင်းစပ်ပြီးဖန်တီးထားတဲ့အမခန်နီးပညာတစ်ခုဖြစ်နေပါပြီ HPHD ဆိုတဲ့ကဘာမေးကြီးရဲ့စွမ်းအားကိုတူဖတ်တဲ့နည်းကနဲ့ CBD လို Atom အစစ်မှတိဆောက်တဲ့အမှုစိတ်နည်းပညာထိတိုးတက်လာပြဲတယ်ဟုတ်ကဲ့ပီရိုတရီတန်ဘိုးကအလားအပါတော့လက်ဝဲယတနာလောကမှာပချရမနေပဲ အနာဂတ်ရဲ့ quantum computer တွေအထက်အရေးပါနေပုံကတကယ်ကိုအံ့ဩစရာပါပဲ။